မနေ့ကကျော်မင်းလွင်ဆိုတဲ့မွတ်စလင်ကလေးကကိုနဲ့လိုက်လွင်ပြီးတော့တန်တရာအကြောင်းဆွေးနွေးကြပါတယ်ဆိုလို့အလုပ်တွေတော်တော်ရှုပ်သွားတယ်။ကို့အကောင်ကလိုက်လဲလွင်လို့မရသလိုလိုက်လဲကြည့်လို့မရ။အဲ့တော့သူနဲ့ဘလို့မှအဆင်မပြေတဲ့အခါကျတော့ဒိုင်းပေါ်မှာရှိတဲ့ TikTok နဲ့ပတ်သက်တဲ့အရာတွေကိုလိုက်ပြီးရှာတယ်။ရှာတော့တွေ့တယ်။တွေ့တော့လိုက်ဘတ်တန်လေးပေါ်တဲ့နီးကိုတွေ့တဲ့အခါကျတော့အဲ့ဒီနီးတွေကိုရှောက်ကျင်းကျင်းနဲ့ တို့ပြောသမျှနီးတွေကကိုယ့်ရှင်မှာတစ်ခုမှမပါဘူးစတင်ချိန်နီးတွေဘာတွေကလဲတစ်ခုမှကိုယ့်ထဲမှာမပေါ်ဘူးမပေါ်တဲ့အခါကျတော့အကောင့်ကိုဖြတ်ပြီးတော့ဒီ reset ချလိုက်ပြီးတော့ပြန်ဝင်တဲ့နီးကိုတုံးကြည့်လိုက်တော့ပေါ်လာတယ်လိုက်လွင်တဲ့နီးကပေါ်လာတယ်ပေါ်လာတော့မနှက်ပြန်တော့လိုက်လွင်မယ်ပေါ့နော်တုံးနေရင်တန်းတန်းနဲ့အဲ့လိုက်လွင်တဲ့ဟာလေးကပါပြောက်သွားပြန်အဲ့တော့ကိုလည်းစဉ်းစားလိုက်ပါတယ်ငါမှမဟုတ်လို့မပြီးတာဖြစ်မယ်အဲ့တော့ကိုဒီအကောင့်ကြီးက သူများကလည်းဘာ region ညာ region တွေလည်းမဟုတ်ဒီတိုင်းလေးရိုးရိုးလေးဖွင့်ထားတဲ့အကောင့်တွေဖြစ်တဲ့အတွက်မပေးတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်သူကတည်ကျင်တာကတန်တရာကိုတည်ကျင်တာဆိုတော့စကလုံးနေနဲ့အဓိကပြဿနာတွေကသူတို့ငါပြောအရက်စကားတွေကိုသာလူတွေကနားလဲကြတာဘာသာတရားတစ်ခုရဲ့အတိတ်နဲ့သဘောတရားတွေကိုနားလည်နိုင်တဲ့လူအင်အားကမရှိတတ်လို့ရှားပါတယ်တန်တရာဆိုတဲ့စကလုံးကဗမာစကလုံးဖြစ်တယ်ဘယ်ကလာတာလဲလို့မြင်လို့ရှိရင်တန်တာရဆိုတဲ့ပါဠိစကလုံးကနေလာတယ် အဓိပ္ပာယ်ကတော့လေတာပေါ့လေပတ်ချင်းလေပတ်ချင်းခန္ဓာအာယတနာဓာတ်သစ္စာဆိုတဲ့ဒီခန္ဓာအစဉ်တိုင်းတစ်ခုကိုတန်တရာလို့ပြောလိုက်တာအဲ့တော့ဒီတန်တရာရဲ့အစမထင်ဘူးဆိုတဲ့ဇာတ်ကို तू သိကျင်ပုံရပါတယ်ကိုရင်မှန်းကြည့်တာပေါ့နော် तू ကောင်းတဲ့ဝင်ကြည့်ပါဆိုတော့လည်းဘယ်ကောင်းဝင်ကြည့်ဘယ်ဘယ်ပို့ကြည့်လို့ကြည့်ရမှန်းမသိကိုကလည်းအချိန်ကြီးအဲ့လောက်ပြေးပြီးတော့သူများဟာတွေဝင်မကြည့်တတ်တဲ့ခါကျတော့တန်တရာဆိုတော့ သကလုံးကခန္ဓာတစ်ခုရဲ့ဘဝဖြစ်စဉ်ပေါ့ဒီဘဝဖြစ်မယ်နောက်ဘဝဖြစ်မယ်ရှေ့ဘဝဖြစ်မယ်အဲ့ဒီလိုဘဝတွေဖြစ်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 ပြီးတော့ခန္ဓာအစဉ်တိုင်းကြီးဖြစ်တာကိုတန်တရားလို့ပြောတာအဲ့ဒီတန်တရားအစဉ်တိုင်းကြီးဖြစ်ဖို့အတွက်ကိုလောကကြီးထဲမှာရှိတဲ့အရာတွေကိုမြတ်စွာဘုရားဟောတဲ့အခါမှာခန္ဓာအာယတနာဓာတ်ပရိစ္ဆသမုပ္ပါဒါနဲ့ပဲပြဆိုဒါနဲ့ဘာကြောင့်ပြဆိုလဲလို့မြင်လို့ရှိရင်လောကကြီးထဲမှာရှိတာလဲဒါပဲရှိတာမဟုတ်လို့ဒါပဲပြရတာ ခန္ဓာလို့ပြလိုက်တယ်ဆိုရင်ခန္ဓာ၅ပါးခန္ဓာ၅ပါးမှာရုပ်စုဝေးဘယ်ရုပ်ပဲဖြစ်ဖြစ်မျက်စိနဲ့မြင်ရတဲ့အစင်းမှန်သမျှရုပ်နားနဲ့ကြားတဲ့အတန်မှန်သမျှရုပ်ပဲနှာခေါင်းနဲ့ရှူလို့ရတဲ့အနံ့မှန်သမျှအဲ့ဒါလည်းရုပ်ပဲဟုတ်ပြီလားရှာနဲ့တွေ့ထိရတဲ့အရတမှန်သမျှအဲ့ဒါလည်းရုပ်ပဲခန္ဓာကိုယ်တွေ့ထိလို့တွေ့ထိနိုင်တဲ့အသိနဲ့သိတဲ့အရာမှန်သမျှလည်းအဲ့ဒါတွေကရုပ်ပဲတည်ခြင်းသဘောတရားကနံတရား အဲ့ဒီနိုင်ငံမှာထွေထွေထူးထူးပညာသဘောတရားတွေပါလာမယ်ဆင်ခြင်တုံတရားတွေပါလာမယ်အထွေထွေထူးထူးသိတတ်တဲ့သဘောတရားကိုဝิญဉ်လို့ခေါ်တယ်အဲ့တော့ခန္ဓာနဲ့ပြောရင်ခန္ဓာ၅ပါးအာယတနနဲ့ပြောလို့ရှိရင်အာယုံ၆ပါးရှိတယ်တစ်ဖက်မှာမြင်စရာအစင်းရှိတယ်အတန်ရှိတယ်အနံ့ရှိတယ်အရသာရှိတယ်အတွေ့အထိရှိတယ်ဓမ္မသဘောတွေရှိတယ်အဲ့ဒါကလောကကြီးတစ်ခုလုံးကိုကြည့်ရင်အဲ့ဒီ၆ပါးပဲရှိတယ်အဲ့ဒီ၆ပါးထဲမှာပို့ဘူးမိမိတဏ္ဍာမှာ အဲ့ဒီ6ပါးကိုအာယုံခံတဲ့စနစ်6ခုရှိတယ်။မျက်စိရှိတယ်၊နားရှိတယ်၊နှာခေါင်းရှိတယ်၊ရှာရှိတယ်၊ကိုယ်ရှိတယ်၊စိတ်ရှိတယ်။အဲ့ဒါအာယုံခံစနစ်တွေပဲ။လောကကြီးမှာရှိတဲ့အာယုံတွေကိုဒီအာယုံခံစနစ်6ပါးနဲ့သိရတယ်။အဲ့တော့လောကကြီးမှာရှိနေတဲ့စနစ်ကလည်းဘာလို့ဘာတွေအကြီးကြီးကျယ်ကျယ်တွေဘလို့တွေ definition တွေဘလို့ခွဲခွဲအာယုံ6ပါးပဲရှိတယ်။တလောကလုံးမှာနီလနတ်ခတ်ဂျိုးတွေနတ်တွေဗြမာတွေအကုန်လုံး အားလုံးဘယ်နေရာကိုပဲသွားသွားလောကလို့ပြောလိုက်တာ ਨੇ အာယုံ6ပါးပဲရှိတယ်။လူမှာအာယုံခံ6ပါးရှိတယ်။လူရဲ့အာယုံခံ6ပါးတဲ့တာတဲ့တတ္တဝါတွေရှိတယ်။အဲ့ဒီအာယုံခံ6ပါးတဲ့တာတဲ့တတ္တဝါတွေဥပမာခွေးဆိုရင်လူတဲ့အနံ့ခံနဲ့ဆွမ်းအားပို့ပြီးများတယ်။အာယုံခံ6ပါးပို့ကောင်းတယ်။ဆိုတော့လူမျက်စိတဲ့နတ်မျက်စိကပို့ပြီးတာတယ်။အဲ့တော့လူမျက်စိကနေပြီးတော့နတ်မျက်စိရအောင်တမထအစွမ်းနဲ့ဒိဗ္ဗဆက်ကူအပညာရအောင်အားထုတ်လို့ရတယ်။ လူရဲ့အတာဆုံးနီးကဘာလဲလို့မေးလို့ရှင်ဝိညာဏဓာတ်ပဲလူဟာဝိညာဏဓာတ်ကအတာဆုံးပဲအဲ့တော့လူရဲ့ဝိညာဏဓာတ်ကအစွမ်းကုန်ဖွင့်လင်းနိုင်တယ်အကန့်အသတ်မရှိဘူးအပိတ်ပင်မရှိဘူးတားဆီးမရှိဘူးအဲ့တော့တချို့တော့ပုံကိုယ်တွေကသူတို့ဘာသာအရာပြောလိုက်ပဲလူရဲ့အသိဉာဏ်အကန့်အသတ်ရှိတယ်တကယ်တော့လူရဲ့အသိဉာဏ်ကအကန့်အသတ်မရှိဘူးလူရဲ့အသိဉာဏ်ဒီကဘာဦးအစလိုပဲပြောပြောဟလာမနေ့တနေ့အကြောင်းတွေကိုပြန်ကြည့်လိုက်လို့ရှင်ရင်လှဲနဲ့သွားနေတဲ့ခက်ကနေပြီးတော့ ခလီနဲ့သွားနေတဲ့ခေတ်ကနေပြီးတော့တမောတွေဖြစ်လာတဲ့ကားတွေဖြစ်လာတဲ့ဖုန်းတွေဖြစ်လာတဲ့စသည်ဖြင့်တိုးတက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 ်လာတာဒီလူရဲ့အသိဉာဏ်ကြောင့်ပဲဖြစ်တယ်။အရာအလုံးကိုမြတ်စွာဘုရားကစိတ်ကပဲဥဆောင်တယ်လို့ဟောထားတယ်။ဟောထားတာဖြစ်ခြင်းကြောင့်စိတ်ကပဲအရာရာအလုံးကိုပြုဝင်ဖန်တီးသွားတာ။အဲ့တော့ယနေ့ကားတွေလင်းရင်တွေလက်ထက်တွေဆိုတာတွေဒီအဲ့ဒါတွေဒီတကိုးတွေပဲတကိုးဆိုတာစွမ်းအားတက်တီကိုပြောတာအစွမ်းရှိတဲ့အရာကိုပြောတာ အဲ့တော့ကျွန်တော်တို့ကင်နေတဲ့ဖုန်းတွေကဒါတွေကလည်းတကိုးတွေပဲအဲ့ဒီတကိုးတွေဘယ်ကရလာလဲဆိုစိတ်ဆွမ်းအင်ကပဲရတယ်စိတ်နဲ့အရင်ကစိတ်ကူးရတယ်ကြံစီရတယ်တီထွင်ရတယ်ဖန်တီးရတယ်တိခါရတရားတွေကိုလှုပ်ရတယ်အဲ့ဒီတော့ဖြစ်ပေါ်လာတဲ့အရာတွေသည် စိတ်ရဲ့အကန့်အသတ်မရှိပညာတွေပဲဖြစ်တယ်အဲ့တော့စိတ်ကအုံနောက်ကပညာလားလို့မင်းအုံနောက်ကပညာမဟုတ်ဘူးအုံနောက်သည်အခန့်ရုပ်တက်တစ်ခုသာဖြစ်တယ်ပညာသည်နံတရားဖြစ်တယ်ဒီအုံနောက်က အခန္ဓာတစ်ခုပဲဖြစ်တယ်ရုပ်တက်တစ်ခုပဲဖြစ်တယ်ပညာဆိုတဲ့နန္တရားကလည်းဒီရုပ်တက်ကိုမှီပြီးဖြစ်တယ်ဒီတက်ပို့ပြီးတော့ချက်ထွေနိုင်တယ်ဒါကိုဘလို့သိနိုင်လဲလို့မေးလို့ရှိရင်အုံနောက်ကြီးတိုင်းပညာကြီးတာမဟုတ်စင်နေဝေလာငါးတရားလို့တဲ့အုံနောက်ပို့ပြီးတော့ကြီးအစမတန်ကြီးပါတယ်သို့တော့လူတော့အသိဉာဏ်မရှိဘူးလူတော့ဉာဏ်ပညာမရှိဘူးသူတို့မှာသူတို့နဲ့ထိုက်တဲ့ပညာတွေဉာဏ်တွေရှိတယ်။လူလိုလူလို တီထွင်ကြံစဖန်တီးနိုင်တဲ့ဆွမ်းအားတတိဉာဏ်ဤမရှိဘူးအဲ့တော့အုံနောက်ဒီဉာဏ်လို့ပြောရင်မဟုတ်ဘူးလို့ပဲဆိုရအဖြေကတန်းထွက်ပါလေအုံနောက်ကြီးတာအုံနောက်သေးတာ ਨੇ တက်ဆိုင်သလားလို့မင်းရင်လည်းမဆိုင်ပါဘူးနော်ခုနပြောသလိုစင်နေဝေလာငါးတွေကိုကြည့်ရင်အဖြေကထွက်ပြီးသားဖြစ်ပါအဲ့ဒီတော့အုံနောက်ကြီးတာသေးတာ ਨੇ လည်းမဆိုင်ဘူးဉာဏ်ဆိုတဲ့အရာဒီဝิญဉ္ဇဉ်ဆိုတဲ့အရာဒီနန္တရားတသက်ဖြစ်တယ်။သို့တော့ရုပ်ကိုမှီပြီးဖြစ်တယ်။အဲ့ဒီအတွက် ဝိညာဉ်ဆိုတာဒီအထုတိတက်တဲ့သဘောအာယုံကိုတိတက်တဲ့အာယုံကိုစိစော်တဲ့အဲ့ဒီသဘောတရားတွေဒီဝိညာဏတက်ဖြစ်တယ်အဲ့ဒါကိုတော့ပိုင်းခြားပြီးသိရတယ်လို့မြတ်စွာဘုရားကဟောတယ်ပညာကိုတော့ပွားယူရပါတယ်လို့ဟောတယ်သိလာတဲ့အသည့်ဒီဉာဏ်ပညာတွေထိုးထွင်းသိလာတဲ့အသည့်ဒီကိုတော့ပွားယူရတယ်အဲ့ဒါဒီကိုတညာလို့လည်းခေါ်တယ်ဒါတွေကရှင်းပြဖို့ရှုပ်တယ်ထားလိုက်ပါတော့ဒါကခြေခံသဘောတရားကိုသိဖို့ပြောပြတာဒီတန်တရားဆိုတာဘာလဲဆိုတော့သိဖို့ပြောပြတာ ဲ့တော့ဓာတ်နဲ့ဟောမယ်ဆိုရင်မြတ်စွာဘုရားကလောကကြီးကိုဓာတ်၆ပါးအနေနဲ့ဟောတယ်ပထဝီတေဇောအာဘောဝါယောဝိညာဉ်အာကာသဝိညာဏဓာတ်ကြီး၆ပါးရှိတယ်တလောကလုံးလုံးကိုလောကလို့ပြောလိုက်တာနဲ့အဲ့ဓာတ်၆ပါးတည်းကနေဘယ်အရာမှမလွတ်ပါဘူးအာကာသဆိုတာဟင်းလင်းမြင်ဓာတ်အဲ့ဒါဟင်းလင်းမြင်ကလည်းရုပ်ဓာတ်ပဲကိုရီးယားဒီလိုမျက်စိတည်းမြင်လိုက်လို့အာကာသကြီးမှဘာမှမရှိဘူးအဲ့ဒါဟင်းလင်းမြင်ဓာတ်လို့ခေါ်တယ်အဲ့ဒါကလည်းရုပ်ဓာတ်တစ်မျိုးပဲ ပထဝီတေဇောအာဘောကလည်းရုပ်တက်တမျိုးပဲအဲ့ဒီဓာတ်တွေကလည်းဖောက်ပြန်ခြင်းသဘောရှိတယ်။တခါတည်းမြတ်စွာဘုရားကဓာတ်ဥဝိပင်ကတုတ်ထဲမှာဟောထားတာတည်းရှိတယ်။အဲ့တော့ဒီလိုဟောထားတဲ့တရားတွေကို ပြန်ပြီးခြုံငုံသုံးသပ်ဖို့ဆိုရင်လောကကြီးကိုမြတ်စွာဘုရားကဓာတ်အနေနဲ့ဟောမယ်ဆိုရင်ဓာတ်6ပါးအနေနဲ့ဟောလိုက်တယ်။မိမိခန္ဓာကိုယ်ကိုပြောမယ်ဆိုရင်ပထဝီဆိုလို့ရှိရင်အကြီးအကြီးပြားတွေ၊သွားတွေ၊အယိုးတွေ၊အုံနောက်တွေ၊နှလုံးတွေစသဖြင့်32ကွဋ်တာသာရှိတယ်။ အဲ့ဒါဒီကိုပထဝီပြတ်လို့ခေါ်တယ်အတွင်းအာရတနာပထဝီတက်လို့ခေါ်တယ်အပြင်မှာရှိတဲ့ပထဝီနဲ့အတွင်းမှာရှိတဲ့ပထဝီအတူတူပဲတဲ့အပြင်မှာရှိတဲ့မြေတက်နဲ့ဒီမှာရှိတဲ့မြေတက်တက်ချင်းအတူတူပဲတဲ့အဲ့တော့မြတ်စွာဘုရားကအားလုံးကို လောကကို အပြင်ပလောကဒီဘက်မိမိလောကလောကနှစ်ခုကိုပိုင်းခြားပြီးပြောလိုက်တယ်အဲ့ဒီလောကကြီးအကုန်လုံးဒီဒီဓာတ်6ပါးပဲရှိတယ်ဓာတ်6ပါးအပြင်လွန်လွန်မြတ်တဲ့ဓာတ်ဆိုတာမရှိဘူးအဲ့တော့ဒီဓာတ်6ပါးအစုဝေးတစုကိုတတ္တဝါလို့ခေါ်တယ်အစုဝေးတစ်ခုချင်းတစ်ခုချင်းစီကို တတ္တဝါလို့ခေါ်တယ်အဲ့ဒီတတ္တဝါတွေကြီးတူရတူရ အမိဖားတို့ရဲ့တုပ်သွေးတို့ကိုပေါင်းစုဝီဖြစ်လာတဲ့အတွက်အမျိုးအစွေတော်တဲ့အနွယ်တော်တယ်အဲ့ဒီပုံကိုယ်တွေကမိမိတို့ပြုလိုက်တဲ့ကုသကံအကုသကံတွေကနေပြီးတော့နောက်ထပ်မျိုးစစ်ကျသွားတယ်အဲ့ဒါကိုဗမာသိနိုင်တယ်ဆိုခန္ဓာဝကတန်ယုံဗီဇာတုံမှာရှိတယ်ခန္ဓာဝကတန်ယုံမှာမျိုးစစ်၅မျိုးခွဲပြားထားတယ်ဝိညာဉ်ကမျိုးစစ်နဲ့တူတယ်အဲ့တော့မျိုးစစ်နဲ့အပင်ကတူသလားလို့မင်းမတူဘူး မျိုးစေ့ကမျိုးစေ့ပဲအပင်ကအပင်ပဲမျိုးစေ့ကြီးကြီးလာလို့အပင်ပေါက်လာတာမဟုတ်ဘူးအပင်ကြီးကနေပြီးတော့မျိုးစေ့လေးဖြစ်သွားတာလည်းမဟုတ်ဘူးဒီအပင်ကိုမှီပြီးတော့ပဲမျိုးစေ့ဆိုတာပေါ်လာတာအဲ့ဒီမျိုးစေ့ကိုအမှီပြုတ်ပြီးတော့ပဲအပင်ဆိုတာပေါက်လာတာအဲ့တော့မျိုးစေ့နဲ့အပင်ကတခြားစီလားလို့မင်းလည်းတခြားစီမဟုတ်ဘူးမျိုးစေ့ကအပင်လားလို့မင်းလည်းမျိုးစေ့ကအပင်လည်းမဟုတ်ဘူးအပင်ကမျိုးစေ့လည်းမဟုတ်ဘူး အဲ့တော့တချို့တွေကဘဝကူးတယ်ဆိုတဲ့သဘောတရားတွေကိုနားလေတဲ့ခါမှာဒီဘဝကနေပြီးတော့ခန္ဓာကိုယ်ရဲ့အကောင်လေးတစ်ကောင်ကထွက်သွားဟိုဘက်ကိုရွှေ့ဒါမျိုးထင်တတ်ကြတယ်တကယ်တော့မိမိတို့ပြုတ်လိုက်တဲ့ဉာဏ်ဓာတ်အလေအလက်ဓာတ်အမြင့်ဓာတ်တွေကနေပြီးတော့နောက်ထပ်မျိုးစေ့တမျိုးကြပြီးတော့နောက်ထပ်အပင်တွေထပ်ပေါက်ခြင်းဖြစ်တယ်ဒါကတန်တရာကိုနမူနာအနေနဲ့မိတ်ဆက်ခြင်းပေါ့နောက်ရက်ဒီကျရင်ကြံကိုကနဲ့ရှင်းပြပြီးမယ်နော်